ရှေးခေတ်ကပွဲတော်လီတစ်ခုကယုံကြည်ခြင်းရဲ့အကြီးအမားဆုံးလျှို့ဝှက်ချက်တွေကတစ်ခုအတွက်တော့ချက်ရှင်နေနိုင်တယ်ဆိုတာကိုစဉ်းစားပူကြပါသလားဒီနေ့မှာတော့ကျွန်တော်တို့ရှေးဦးတီပွဲတော်အကြောင်းကိုလေ့လာကြပါမှာရှုပ်ထွေးတလို့ထင်ရတဲ့ဒီရှေးကြတဲ့ဒလေကရှင်ပြန်ထမြောက်ခြင်းရဲ့အနှစ်သာရကိုဘယ်လိုမျိုးဖော်ထုတ်ပြသနေတယ်လဲဆိုတာကိုအတူတူစူးစမ်းကြည့်ကြရအောင်ဒါကသမိုင်းဆိုင်ရာမေးခွန်းတစ်ခုပဲမဟုတ်ပါဘူးဒါကဒီနေ့ကျွန်တော်တို့အတူတူဖြေရှားကြမယ့်အဓိကလွတ်ခွင့်ချက်တစ်ခုပါ ရိုးရိုးရှင်းရှင်းလေယာဉ်လေးတစ်ခုကနေဘီလိုလုပ်ပြီးနှဆိုင်တဲ့ဥညင်ရရအမန်တရားစီကိုခီးနေတွားတာလေစပားတစီကနေလူသားမျိုးနွယ်တရက်လုံးရဲ့ကဲတင်ချင်းအတွေ့ပုံဆောင်ချက်တစ်ခုဘလူးဖြစ်လာခဲ့တယ်လဲဆိုတာရှောက်ဖွေကြည့်ကြရအောင်ကျွန်တော်တို့ရဲ့ဒီ create ကဓမ္မဟောင်းကျမ်းမှာအခြေခံကြတဲ့ရှီယိုတီဗာရောရဲ့ delay ကနေစတင်ပါတယ် ဒါကလေယာစိုက်ပျိုးရေးတသက်မဟုတ်ဘူးဆိုတာကိုသတိပြုရမယ်။ဒါဟာနှဆိုင်တဲ့ယုံကြည်ခြင်းရဲ့ပြုမှုလို့ဆောင်ချက်တစ်ခုပါ။ရိတ်သိမ်းရသည့်ရဲ့ပရမဇုံစပါးစီကိုဆက်ကခြင်းအပြင်ဣတရီလာလူမျိုးတွေဟာယာအောင်လုံးဟာဘုရားသခင်ပိုင်ဆိုင်တဲ့ဆိုတာကိုအတိအမှတ်ပြုပြီးသူတို့ရဲ့ရိတ်သိမ်းသမျှကိုကိုယ်တော်ရဲ့လက်ထက်အပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လေဒီရှေးဟောင်းတလေးဟာရိုးရိုးထုံတန်းစင်လာတစ်ခုတည်းအများကြီးပို့ပါတယ်။ဒါဟာပို့ပြီးကြီးများတဲ့အရာတစ်ခုအတွက်ရှေ့ပေးအရေးတစ်ခုဖြစ်ခဲ့တာပါ။ အခုဒါမဟောင်းချန်းနဲ့ဒါမတိချန်းကြားကကွာဟာချက်ကိုပေါင်းကူပြီးဒီအတင်းပွဲတော်ဟာအဆုံးဆုံးသောမျော်လင့်ခြင်းရဲ့ပုံဆောင်ချက်ဖြစ်ဘလို့ပင်လန်းလာတယ်ဆိုတော့ကိုကြည့်လိုက်ကြရအောင်ရှေဦးတီဆိုတဲ့စကားလုံးကိုတိုင်းမှာကအင်မတန်အစွမ်းထက်တဲ့အသေးပေဒီပါနေပါတယ်ဒါဟာအကောင်းဆုံးဦးဆုံးနဲ့အဖိုးတန်ဆုံးရိတ်သိမ်းမှုအပိုင်းကိုကိုးစားပြုပါတယ်ဆိုတော့ဒါကိုဖျားတခင်ထံဆက်ကက်ခြင်းအပြင်ရှေဤတီရီလာလူမျိုးတွေဟာ ကျန်ရှိနေတဲ့ရိတ်သိမ်းမှုတွေအတွက်ကိုကိုတော်ကဆက်လက်ထောက်ပံ့ပေးလိမ့်မယ်ဆိုတဲ့သူတို့ရဲ့ယုံကြည်ကိုးစားမှုကိုဖော်ပြခဲ့ကြတာပါ။ဒါယုံကြည်ခြင်းနဲ့မိခိုခြင်းအသိကိုလာပါတဲ့ပုံဆောင်ချက်တစ်ခုပါပဲ။ကဲဒီနေရာမှာပဲအားလုံးကတဆက်တည်းဖြစ်သွားတော့တာပဲ။တမန်တော်ရှင်ပေါလုကအန်တော်မင်တက်လောက်တဲ့ချိတ်ဆက်မှုတစ်ခုကိုဖြုတ်လုခဲ့ပြီးယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းဟာရှေးဦးတီးပွဲတော်ရဲ့အဆုံးစုံပြည့်စုံခြင်းဖြစ်တယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ ဟိုရှေခိကစဘာစီဟာဖယားတခင်ရဲ့တားတော်တေချင်းနဲ့ထမြောက်ပြီးကြီးကျယ်တဲ့ဝဉဉေးရရိသိမ့်မှုတဲ့လန်ခင်းပေးမဲ့နေ့ကိုညွန်ပြနေခဲ့တဲ့ Prophet Future ဆန်ရပုံစုံချက်ကခုဖြစ်ခဲ့တာပေါ့တကယ်တော့လေစမ်းစာလဲမှာပုံစံတဘောနဲ့ရှေဦးသည်ရစ်စင်းရင်တွမြွေကြောင်ပြောထားတာရှိပါတယ်တခုစီမှာသူ့ရဲ့ထူးခြားတဲ့အေးပါဘူးတွေရှိနေပြန်ရော ယေရှုရဲ့အရှင်ပြန်ထင်မြောက်ခြင်းကတော့ပထမဆုံးနဲ့အခြေခံကြောင့်ဖြစ်ပြီးဒီနေ့အထိဆက်လက်တည်ရှိနေတဲ့ရွေးနွယ်ခြင်းကွင်းဆက်တစ်ခုလုံးကိုဆက်တင်ခဲ့တဲ့ဖြစ်ရပါပဲ။ဒါဖျားတခင်ကဲတခြင်းအစီအစဉ်ဟာတဆင့်ပြတဆင့်သူ့ရဲ့ကျေးဇူးတော်ကိုဖွင့်ပြနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းအစွမ်းထက်တဲ့တတိပေးချက်တစ်ခုဖြစ်ပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့အဓိကအချက်ဖြစ်တဲ့အပိနတ်တည်ခြင်းတရားဆိုတဲ့ပြဿနာနဲ့အဆုံးဆုံးအဖြေကိုလေ့လာကြည့်ကြရအောင်။ဒီအစစ်ကြော်လာပြဿနာကြီးဟာအဓိကဆက်ကောင်တော်ဦးဖြစ်တဲ့ လူသားမျိုးနွယ်ကိုချီနောင်မှုတဲဆွဲသွင်းခဲ့တဲ့ပဒမအာရံနဲ့ကျွန်တော်တို့ကိုလွံ့မြောက်စေခဲ့တဲ့နောက်ဆုံးအာရံတို့ကနေကစင့်ပုံပေါ်လာတာပါ။ဒါကကျန်းစာတအုပ်လုံးမှာအခြေခံအကြဆုံးအမှန်တရားတွေကတစ်ခုပါပဲ။လူတယောက်ရဲ့မနာခမှုကြောင့်အပြစ်နဲ့ဒိတ်ချင်းတရားဟာလောကတွေကိုဝင်ရောက်လာပြီးလူသားတိုင်းကိုတတ်ရောက်ခဲ့တယ်။ဒါပေမဲ့လူတယောက်ရဲ့စုံလင်တဲ့နာခမှုကြောင့်ပဲယုံကြည်သူအလုံးတွေအသက်နဲ့ဖြောင့်မှချင်းကို ပြန်လဲရရှိနိုင်လာပါတယ်။ ဒါအကြီးမားတဲ့အမောင်းရွေးမှုတစ်ခုကိုပြန်လည်မကန်ဆယ်တဲ့စัจ java လာဆန်ရပြောင်းပြန်လန့်ချင်းဇလန်တဖို့လိုပါပဲပရမအာဒန်နဲ့နောက်ဆုံးအာဒန်ကြာက qualcha ချက်ကတော့ဒီထက်ပိုရှင်းလင်းလို့မရတော့အောင်ပါပဲတယောက်ကကြာရှုံးမှုကိုကိုးစားပြုတယ်နောက်တစ်ယောက်ကအောင်မြင်ခြင်းကိုကိုးစားပြုတယ်တယောက်က အမောင်းကိုယူဆောင်လာပြီးနောက်တစ်ယောက်ကအလင်းကိုယူဆောင်လာတယ်ဒါကယေရှုဟာပျက်စီးနေတဲ့စနစ်ကိုဖားထေးမှုကြွာလာတာမဟုတ်ပဲလုံးဝပြောင်းပြန်လန့်ပစ်ဖို့ တချင်ကတေချင်းတာရှိခဲ့တဲ့နေရာမှာအတက်ကိုယူဆောင်လာဖို့ကြွလာခဲ့တဲ့ဆိုတာကိုတတိပင်းနေပါတယ်။နောက်ကြောင့်မယ်ယေရှုရဲ့နောင်ဆုံးအာရန်အဖြစ်အခန်းကဏဟာပထမအာရန်ကမိုက်ဆက်ခဲ့တဲ့ပြေသနာအထက်တိုက်ရိုက်နဲ့အဆုံးဖြတ်ပေးတဲ့အဖြစ်တစ်ခုဖြစ်ထွက်လာပါ။သူဟာပျက်စီးသွားတာတွေကိုဖြုတ်ပြင်ဖို့ကျင်းချင်းကိုပြောင်းပြန်လောင်းဖို့ဆုံဆုံသွားတာတွေကိုပြန်လဲထူထောင်ဖို့ကြွလာခဲ့တာပါ။ဒါပါကြီးမားတဲ့ကြာရှုံမှုတစ်ခုကနေ ပိုပြီးကြီးမြတ်တဲ့အောင်မြင်မှုကခုဖြစ်ပြောင်းလဲသွားရဲ့ရွေးနှုတ်ချင်းစာလန်တပုတ်ဖြစ်ပါတယ်။ဒါပေမဲ့တခုစဉ်းစားစရာရှိတာကကယ်တင်ရှင်ကဘာဖြစ်လို့လူသားတယောက်ဖြစ်နေရတာလဲ။တန်ခိုးကြီးတဲ့ကောင်းကင်တမန်တပါးကဒီလောက်ကိုမလွတ်နိုင်သေးဘူးလား။ဒါစိတ်ဝင်စားစရာကောင်းတဲ့ဘာသာရေးဆိုင်ရာမေးဝန်တခုဖြစ်ပြီးအဖေကဖះခင်ရဲ့တဘောတဘာဝနဲ့သူ့ရဲ့ကယ်တင်ခြင်းအစီအစဉ်ကြောင့်နက်နဲတဲ့ຢာတခုကိုဖော်ပြပါလိမ့်မယ်။ဒီမေးခွန်းက လူအစာတီးခန့်ယူခြင်းရဲ့အဓိကအချက်ကိုတဲတဲတိုးသွားတာပါပဲ။ဖျားသခင်ရဲ့သားတော်ဟာဘာကြောင့်လူအသွေးအသံကိုခန့်ယူခဲ့ရတာလဲ။ဘာကြောင့်သူဟာပိုတန်ကိုကြီးတဲ့ပုဂ္ဂိုလ်အဖြစ်မကြွလာခဲ့တာလဲ။အဖြစ်ဟာဘာသာရေးဆန်ရအသေးအဖွဲကိစ္စတခုမဟုတ်ပါဘူး။ဖျားသခင်ရဲ့ချစ်ချင်းမတရဲ့နှဆိုင်မှုနဲ့သူ့ရဲ့အစီအစဉ်ရဲ့ထမြင့်မှုကိုနားလည်ဖို့မရှိမဖြစ်လို့အပါပဲ။အဖြစ်ကတော့ရှင်းရှင်းလေးပါပဲ။လူသားတယောက်သေးကသာလျင်လူသားမျိုးနွယ်ကမှန်တကယ်ကိုစားပြုနိုင်လို့ပါပဲ။ ကောင်းကင်တမန်တပါဟာဘလောက်ပဲတန်ခိုးကြည့်နေပါစေကျွန်တော်တို့အတွက်အစားထိုးသူအဖြစ်ရည်ပေးလို့မရပါဘူးကျွန်တော်တို့ရဲ့တဘာဝကိုမျှဝေခံယူတဲ့ဆွေမျိုးတို့ဆက်သူရွေးလို့ရှင်တိုးရတဲ့လျင်ကျွန်တော်တို့ရဲ့အပြစ်အတက်အဖို့ခါကိုပေးဆက်ပြီးဆုံရှုံသွားတဲ့ကိုပြန်လဲရယူနိုင်မှာပါ ဒီနေရာမှာကြောင်းဝင်ဖြန်ဖြေသူဆိုတဲ့အယူဆကအရင်ရေးချီလာပါပြီ။ကြောင်းဝင်ဖြန်ဖြေသူဆိုတာကြားခန့်ဆောင်ရွက်ဖြစ်သူနိဖက်ချာကကွာဟချက်ကိုပေါင်းကူပေးနိုင်တဲ့သူပါ။ဆိုတော့ဖျားသခင်ရဲ့လူသားကိုပြန်လဲတင့်မြတ်ရှိဖို့ယေရှုဟာဖျားဆင်စစ်နဲ့လူဆင်စစ်နှစ်မျိုးလုံးဖြစ်ဖို့လိုအပ်ခဲ့ပါတယ်။သူကကောင်းကင်နဲ့မြေကြီးကိုအတူတကွပေါင်းစည်းပေးနိုင်တဲ့ဇုံလင်တဲ့တရားဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ယေရှုရဲ့ရွေးနှုတ်ခြင်းအမှုကလူသားမျိုးနွယ်တစ်ခုတည်းတော့ပဲမဟုတ်ခဲ့ပါဘူး။ ဒါဖန်ဆင်းခြင်းတစ်ခုလုံးကိုတက်ရောက်တဲ့စัจ java ဝလာဆိုင်ရာအကျိုးဆက်တွေရှိခဲ့ပါတယ်။အခုမြင်ကွင်းကိုချဲ့ကြည့်ပြီးဒီချစ်ချီမီတာနဲ့ဆွလွတ်အနစ်နာခံမှုတစ်ခုကအရာအားလုံးကို အတက်ဒီဖိုင်ထိစေမဲ့ဖိရက်တေရဲ့ကွင်းဆက်တစ်ခုကိုဘလို့စတင်ခဲ့လဲဆိုတာကြည့်လေကြရအောင်။ဒါကတော့ဖျားသခင်ရဲ့ရွေးနှုံချင်းအစီအစဉ်ရဲ့ကြီးကျယ်ခါနာတဲ့ပုံစံအပြည့်အစုံပါပဲ။ လဝါကတိုင်းငင်းနဲ့ဖန်စင်ရဲ့အတိအထိရှေရန်တိုင်းဟာအရာအလုံးကိုသူ့ရဲ့အလိုတော်နဲ့အညီပြပြဆုံးလဲတဟာဇာရဖေမှုစီယူဆောင်လာဖို့ဘုရားသခင်ရဲ့မဟာဗျူဟာရဲ့စစ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါဟာအခုထိဇလန်းစစ်နေတုန်းဖြစ်ပြီးကျွန်တော်တို့အားလုံးပါဝင်နေတဲ့စကြဝဠာပေစကြီးတစ်ခုပါပဲ။နောက်ဆုံးမှာတော့ဒီအန်ဂျောမင်တက်လောက်တဲ့ကောက်ချက်ကိုကျွန်တော်တို့ရောက်လာပါပြီ။ယေရှုရဲ့ရှင်ပြန်ထောက်မြောက်ခြင်းဆိုတာအဆုံးသတ်တစ်ခုမဟုတ်ခဲ့ပါဘူး။ဒါအစပြုခြင်းတစ်ခုတာဖြစ်ခဲ့ပါတယ်။ ဒါဟာພັນစင်ကြီးအစ်စ်ကိုမိထွညီပေးလိုက်တဲ့မိဘွားတနေ့မှာကောင်းကင်နဲ့မြေကြီးအောင်လုံးကိုလွှမ်းခြုံမဲ့ရိတ်သိမ်းချင်းရဲ့ရှေးဦးတီဖြစ်ခဲ့ပါတယ်ဒါဟာမျောလင်းချင်းအတတတက်နဲ့ကျွန်တော်တို့စိတ်ကုနိုင်တာထက်ပိုပြီးတောက်ပတဲ့အနာဂတ်ရဲ့ဇာလန်တပုတ်ပါပဲဒါဆိုရင်ရှင်ပြန်ထောက်မြောက်ခြင်းဆိုတာသမိုင်းဝင်ဖြစ်ရတဲ့ခု ကုံလွန်သွားတဲ့ခေတ်ကဇာလန်တပုတ်တက်တက်ပဲလားဒါမှမဟုတ် ဒီနေ့ခေတ်ကဘာမှာအသက်တွေကိုပြောင်းလဲစေပြီးဖန်ဆင်းခြင်းကိုအသည့်ဖြစ်စေရင်ဆက်လက်အလုပ်လုပ်နေတဲ့အသက်ရှင်နေတဲ့အမှန်တရားတန်ဖိုးတစ်ခုလားဒါကကျွန်တော်တို့တဦးစီအတွက်စဉ်းစားစရာမေးခွန်းတစ်ခုဖြစ်ပြီးဖျားသခင်ရဲ့ရွေးနှုတ်ခြင်းဆိုင်ရာချစ်ချင်းမေတ္တာရဲ့ဆက်လက်ဖြစ်ပေါ်နေတဲ့ဇလန်တဲ့ကိုဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့လျှို့ခွက်ချက်တကူပါပဲ